မင်္ဂလာပါရှင်လွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်သံတင်ဆက်စီစဉ်ရသည့်ကြိုဆိုပါရစေကျမကခင်ခင်ဤပါမင်္ဂလာပါခင်ဗျာကျွန်တော်ကကြာကြာအောင်ပါအခုကျွန်တော်တို့နိုဝင်ဘာလ9ရက်နေ့သတင်းစီစဉ်တွေစတင်ပါတော့မယ်ခင်ဗျာနိုဝင်ဘာ9ရက်နေ့က EU ဥရောပသမဂ္ဂနဲ့မြမဗန္နာယေးနဲ့ခွန်ဝင်ကြီးဌာနတို့ပူးတွဲပြီးကျင်းပတဲ့ဗန္နာယေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလှုပ်ယုံဆွေးနွေးပွဲကိုမြမဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်ဒီဆွေးနွေးပွဲကိုဂျာမန်စီးပွားရေးပညာရှင် ဒေါက်တာဟန်စ်ဒါရိုက်တာစီဗယ်မြမစီးပွားရေးပညာရှင်သမရအကြံပေးဒေါက်တာဦးမြင့်နဲ့ဘန်လုံငန်းရှင်တွေစီးပွားရေးပညာရှင်တွေလည်းတက်ရောက်ဆွေးနွေးကြကြပါတယ်ဒီဆွေးနွေးပွဲဟာမြမနိုင်ငံမှာလက်ရှိစီးပွားရေးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေချိန်နဲ့ချိန်ကိုက်ပြီးဗန္နာရေးဆိုင်ရာကိစ္စတွေမှာတိုးတက်မှုတွေရှိလာအောင်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာခိုင်မာတဲ့ငွေကြေးလည်ပတ်မှုစနစ်တည်းရဲ့ပေါ်ပေါက်လာဖို့မျှော်လင့်နေကြတယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံကိုတွားရောက်ခဲ့တဲ့ American ထိပ်တန်းတန်အရာရှိနှစ်ဦးဖြစ်တဲ့ Michael Forsner နဲ့ Derek Mitchell တို့ကသူတို့ရဲ့ခီးစဉ်အပြီးမှာမြန်မာနိုင်ငံကိုအကူအညီတွေပုံမပေးရသွားမယ်လို့ကတိပြုခဲ့ကြပါတယ်။မြန်မာနိုင်ငံအတွက်အသေးစားချင်းဝင်တဲ့ Layer စိုက်ပျိုးရေးကဏ္ဍအတွက်အကူအညီတွေတိုးချဲ့ပေးသွားဖို့စဉ်းစားနေတယ်လို့လည်း Mr. Derek Mitchell ကလည်းပြောဆိုပါတယ်။ အမေရိကန်ကိုယ်စားနှုတ်ဦးရဲ့ခီးစဉ်မှာလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီတွေ့ဆုံဆွေးနွေးပွဲကတော့ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးကိုအဓိကထားဆွေးနွေးခဲ့တာပါလို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။ အမေရိကန်အထူးကိုယ်စားလှယ်နှစ်ဦးရဲ့ခီးစဉ်အပြီးထုတ်ပြန်တဲ့ကြေညာချက်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာအသွင်ကူးပြောင်းရေးရဲ့အစပိုင်းကိုရောက်နေတယ်လို့အားတက်စရာကောင်းတဲ့လှုပ်ဆောင်ချက်တချို့ကိုတွေ့ခဲ့ရတယ်လို့ဆိုပါရယ်နိုင်ငံရေးအကျဉ်းသား200ကျော်လွှတ်ပြေးခဲ့တာကိုကြိုဆိုတယ်လို့နောက်ထပ်ကြမ်းရှိနေတဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးစေလိုတယ်လို့လည်းဖော်ပြထားပါရယ်မြန်မာနိုင်ငံမှာထူးခြားတဲ့အပြောင်းအလဲတွေဆက်လက်ဖြစ်ပေါ်လာပါကအမေရိကန်နဲ့မြန်မာနှစ်နိုင်ငံအစိုးရကြားဆက်ဆံရေးဟာပိုပြီးပျော့ပြောင်းလာမှာဖြစ်တယ်လို့လည်းမိုက်ကယ်ပေါ်စနာကပြောဆိုခဲ့ပါရယ်ခင်ဗျာ အစိုးရကရုပ်သိမ်းထားတဲ့အသက်မွေးဝမ်းကြောင်းလိုင်စင်တွေကိုပြန်ထုတ်ပေးဖို့နိုင်ငံရေးကျင်းသားဟောင်းတွေကသမရဦးသိန်းစိန်ကိုနိုဝင်ဘာ9ရက်နေ့ကတောင်းဆိုလိုက်ကြပါတယ်။ဒီဆွေးနွေးပွဲကိုနိုင်ငံရေးကျင်းသားဟောင်းတွေဖြစ်တဲ့ရှင်နေတွေဆရာဝန်တွေကရှင်းလင်းဟောပြောခဲ့ကြတယ်လို့တင်းစားရှင်းလင်းပွဲကိုလည်းပြုလုပ်ခဲ့ပါတယ်။တင်းစားရှင်းလင်းပွဲမှာလိုင်စင်ရုပ်သိမ်းခံထားရတဲ့ဗဟုတရားရုံးရှင်းနေတွေဖြစ်ကြတဲ့ဦးအောင်သိန်း၊ဦးအောင်ရှင်၊ဦးသိန်းတန်းထွန်း၊ဦးရောဘတ်ဆန်းအောင်၊ဦးမြင့်ထင်းနဲ့ဦးထေရိုအပါဝင် ဆရာဝန်တွေဖြစ်ကြတဲ့ဒေါက်တာစောမြင့်မောင်ဒေါက်တာမြင့်နိုင်တို့ကရှင်းလင်းပြောဆိုခဲ့ကြပါတယ်။နိုင်ငံရေးလှုပ်ရှားမှုကြောင့်တမွေဝမ်းကြောင်းလိုင်စင်ပိတ်ခံထားရတဲ့ရှင်းနေ22ဦးနဲ့ဆရာဝန်9ဦးရှိတယ်လို့သိရပါတယ်။လိုင်စင်ရုပ်သိမ်းခံထားရသူတွေကသူတို့ရဲ့နှစ်နာမှုတွေနဲ့ပတ်သက်ပြီးဥပဒေကြောင်းအရရေးသားထားတဲ့စာတစောင်းကိုလည်းသမရဦးသိန်းစိန်ထံကို ပေးပို့ထားတယ်လို့သိရပါတယ်ရှင်။ကုလသမဂ္ဂအတွေ့အမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအရာရှိ Mr. BJ Nambiya ရဲ့ခီးစဉ်အဓိကရွေးချက်ဟာ တမနာဦးသိန်းစင်ရဲ့ပြည်ပြင်းပြောင်းလဲရေးဆိုင်ရာအရေးပါတဲ့ခြေလှမ်းတွေကိုကုလသမဂ္ဂအတွင်းမှုချုပ်အနေနဲ့ကျင်းနဲ့အားရတယ်ဆိုတာကိုပြောကြဖို့ဖြစ်တယ်လို့နိုဝင်ဘာ၄ရက်နေ့မှာမစ္စတာဘီဂျေနန်ဘီယာကပြောခဲ့ပါတယ် The Secretary General's encouragement of the important steps taken မြန်မာနိုင်ငံဒီမိုကရေစီအတွင်းကူးပြောင်းရေးမှာနိုင်ငံတကာရဲ့နားလည်သဘောပေါက်မှုအားပေးထောက်ခံမှုလိုအပ်တယ်ဆိုတာကိုအတွင်းမှုချုပ်နဲ့ကုလသမဂ္ဂအဖွဲ့ကြီးကခံယူထားကြောင်း မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာမြန်မာနိုင်ငံနဲ့နိုင်ငံတကာအတိုင်းဝိုင်းကြားမှာရောမြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားမှာပါအပြန်အလှန်နားလည်သဘောပေါက်မှုရရှိစေပြီးမြန်မာနိုင်ငံနဲ့ကုလသမဂ္ဂ80ပူးပေါင်းဆောင်ရွက်ဖို့အခွင့်အလမ်းတွေရရှိစေကြောင်းကိုလည်း Mr. BJ နံပီးယားကပြောခဲ့ပါတယ်။ဒါပြင်အမျိုးသားညီညွတ်ရေးအတွက်အားလုံးပါဝင်ပြီးကြေပြတ်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေချမှတ်လှုပ်ဆောင်မှု ကြံရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးရင်းနဲ့နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ရေးဆွဲရေးကိစ္စတွေကိုအဓိကဦးစားပေးလုပ်ငန်းတွေအဖြစ်ဆောင်ရွက်တင်ကြောင်းကိုလည်း Mr. BJ နံပီးယားရဲ့၅ရက်ကြာကြီးစဉ်ပြီးထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြခဲ့ပါတယ်ခင်ဗျာလွတ်လပ်တဲ့အာရှအသံ RFA ရဲ့ရုပ်သံတင်အစီအစဉ်တွေဒီမှာပဲပြီးဆုံးပါပြီရှင်ကြည့်ရှုကြတဲ့အတွက်တောက်တဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။ RFA ပြည်သက်များအားလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။